ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလိလဆန်းစစ်သုံးသက်ရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့မကွေးတိုင်းအစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနဲ့အလုံယုံဆွေးနွေးပွဲတစ်ခုကိုမကွေးမြို့မှာကျင်းပနေပါတယ်။ဥဇော်ဖေးသတင်းပေးပို့ထားပါတယ်ရှင်။အဲ့ဒီလိုဆွေးနွေးပွဲကိုမကွေးတိုင်းဒေသကြီးလွှတ်တော်ခမ်းမမှာဇွန်လ28ရက်နေ့ကစတင်ပြုလုပ်နေတာပါတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တိုင်းဒေသကြီးမှာတင်ဖြန့်ကျက်မှုတွေရပ်မနေကြပဲပြည်ထောင်စုအဆင့်ထိလေ့လာဖို့လိုတယ်လို့ဆိုပါတယ် စိုးရဖွဲ့နဲ့ကျွန်တော်လွတ်တော်ကိုယ်စားလှယ်တွေနဲ့ထိန်းချောင်းရင်းကိစ္စတွေမှန်သမျှတွေကိုအကုန်လုံးညှိနိုင်နိုင်တဲ့အချိန်မျိုးနဲ့လှုပ်လှုပ်သွားဖို့လို့ကျွန်တော်သင်တန်းတွေပူချပါတယ်။ပြည်သူတွေကိုကိုးစားဖို့အကုန်လုံးရာရာစိုးရဖွဲ့အောင်ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေဖွဲ့အောင်ပြည်သူညနာကိုကြည့်ပြီးတော့ပြည်သူအထူးကျိုးမှန်မြတ်ဟာတို့ဘုံအားလုံးကျွန်တော်တို့ရုပ်ခိုင်သွားမှာပူပေါင်းဆောင်ရွက်သွားမှာကျွန်တော်တို့တိုင်းဒေသကြီးမှာလည်း ကျွန်တော်တို့ရဲ့ဖြန့်ကျက်မှုကိုရက်နေရမှာမဟုတ်ဘူးねပြည်တော်စုမာတိကျွန်တော်တို့ယာထားချက်တွေနဲ့ပတ်သက်လို့လည်းကျွန်တော်တို့စူးစမ်းပြီးတော့လေ့လာထားရမယ်အဲ့ဒီထဲကနေမှကျွန်တော်တို့တိုင်းဒေသကြီးအတွက်ကိုပေါ်ဆောင်မှုခံနာပြုတဲ့နေရာမှာဘယ်ဟာတင့်တယ်မတင့်ဘူးဆိုတဲ့အချက်တွေအစကျွန်တော်တို့မှာတာဝန်တွေကြီးလာတယ်ဆိုတော့လည်းတွေ့ရတာပေါ့လာမယ့်ဖရဲဒီမိုကရေစီပြည်တော်စုမာနိုင်ငံတော်အတိုင်းအမြံပုံကိုယ်ရေးသဘောထားတွေကို တိုင်းဒေသကြီးလွှတ်တော်နဲ့တိုင်းဒေသကြီးအစိုးရတွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာတွေကိုဒီဆွေးနွေးပွဲမှာထည့်သွင်းတာအကျိုးရှိတယ်လို့ပြောပါတယ်။လာမယ့်အနာဂတ်ဒီ Federal Democracy နိုင်ငံတော်တစ်ခုကိုသွားမယ်ကျွန်တော်နိုင်ငံတော်အတိုင်းအမြံပုံကိုရဲ့အဓိကကြီးမှရက်ကိုကောင်းတယ်ပေါ်တဲ့နေရာမှာအုတ်ချွေးကြီးဖြေလျှော့မှုကြီးဒီ centralization ဘယ်လိုလုပ်မလဲ။ဟောဒီ budget နဲ့ပတ်သက်တဲ့တရားစာရခိုးဝင်မှုအပိုင်းမှာလည်းရှော့ချဖို့ဒီ centralization ဘယ်လိုလုပ်သွားမလဲ။ဟောဒီ Tony လည်းကောင်းမယ် political decentralization နိုင်ငံရေးအဖြစ်ဘယ်လိုဖြည့်ချော့သွားမလဲဆိုရင်ဒီအပိုင်းတွေကိုရှိနေတဲ့အခုတိုင်းဒေသကြီးလွှတ်တော်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ကဘယ်လိုညင်ညင်သာသာတိမ်တိမ်မွေ့မွေ့မှန်မှန်ကန်ကန်တိတိကျကျပြုပြင်ပြောင်းလဲသွားမလဲဒီအရာတွေဟာအခုတိုင်းပြည်သူအတွက်ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတဲ့အရာတွေကိုဒီတင်နန်းကပေးပါတယ်အများကြီးကျေးဇူးတင်ပြပါ့မယ်အလုံးယုံဆွေးနွေးပွဲကိုဂျွန်လ30ရက်နေ့အထိ၃ရက်ကြာကျင်းပမှာဖြစ်ပြီးနောက်ဆုံးရက်မှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကိုတိုင်လာရောက်ဆွေးနွေးသွားမယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇော်ဖေပါ